ီးပြည်ရဲ့နှုတ်မှတ်ချက်တဲ့ဒီစီစဉ်ကနေကြိုးစားလိုက်ပါတယ်။ဒီစီစဉ်ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေရမှပြည်သူတွေအတွက်နှုတ်မှတ်ချက်ချင်းဖြစ်စီမဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမှာပါ။ကျွန်မကတော့စီစဉ်သက်သက်သူအင်းမြန်ဘူးခဲ့ပါရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားနိုင်ငံဂျိုဟိုးပြည်နယ်စင်ကိုင်းမြို့မှာအော်ပရာစီဝင်ရောက်ဖမ်းဆီးခဲ့ရာကြောင့်ကလင်းငယ်တအူးအပါအဝင်မြန်မာနိုင်ငံသား52ဦးအဖမ်းခံရတဲ့သတင်းပဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံယူဟိုင်းပြည်နယ်စီနိုင်မြို့မှာနိုဝင်ဘာလ26ရက်နေ့ကအော်ပရာဝင်ရောက်စီးနင်းခဲ့လို့လင်းငယ်တူပါဝင်မြန်မာ50ယောက်ဖမ်းခံရတယ်လို့သိရပါတယ်။သက်ဆိုင်ရာအာဏာပိုင်တွေကရေဝင်ဒီတိုင်းပွင့်အထောက်ထားမပြည့်စုံသူ84ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ရမှာမြန်မာနိုင်ငံသား52ဦးပါဝင်ခဲ့တာပါ။ဖမ်းဆီးခံရတဲ့သူတွေကတော့မြန်မာမျိုးသား32ဦး၊မြန်မာမျိုးသမီး18ဦး၊မြန်မာကြားကလေး2ဦး၊ဘင်္ဂလားဒေ့ရှ်4ဦး၊အင်ဒိုနီးရှားမျိုးသား6ဦး၊အင်ဒိုနီးရှားမျိုးသမီး2ဦး အင်ဒိုနီးရှားမှကလေးတဦးတို့ဖြစ်တယ်လို့မြန်မာတိုင်ဝမ်နဲ့နေဆက်သူတူဦးကတော့ပြောဆိုထားပါဗျ။2025ခုနှစ်အတွင်းမလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်သူတွေကိုဖမ်းဆီးအရေးယူမှုတွေဇက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့ဆက်နာသိမ်းပြီးတဲ့နောက်ပိုင်းပြည်ပနိုင်ငံကိုလောက်ကန်လုပ်ဖို့အတွက်ညှားလာတဲ့ဖြန်မှာတရားမဝင်ထွက်ခွာမှုတွေပုံပုံမြင့်တက်လာတာလည်းဖြစ်ပါတယ်။ဒုတိယပြင်ဆင်ပေးမယ့်သတင်းကတော့ ဒုတိယတစ်ဆင့်ပေးမဲ့သတင်းကတော့2025ခုနှစ်ကိုလချော်ကာလအတွင်းမြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုမြေရှားတင်ပို့မှုအမေရိကန်ဒေါ်လာတန်း600ကျော်ရှိခဲ့ရလို့ ISB ကထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံကိုမြေရှားတင်သွင်းတဲ့ထိတ်တန့်စင်2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလကိုလတာကာလအတွင်းမြန်မာနိုင်ငံကတရုတ်နိုင်ငံကိုမြေရှားတင်ပို့မှုတန်ဖိုးအမေရိကန်ဒေါ်လာ824သန်းတန်ချိန်2300ကျော်ရှိခဲ့ပြီးအရင်နှစ်တွေတဲ့ဒေါ်လာတန်100တန်ချိန်1000ကျော်ရောက်ကြခဲ့တယ်လို့ Institute for Strategy and Policy မြန်မာကနိုဝင်ဘာလ26ရက်နေ့ကထုတ်ပြန်ထားပါတယ်။ခုလိုတင်ပို့မှုတွေကိုတချင်လူလိုက်တက်မရော KIA ဝါပြီးသွေးစင်းညီတက်မရော UWSA မြူသားဒီမိုကရက်တစ်မဟာမိတ်တက်မရော NNDA နဲ့ရုပ်ကွန်မြူနီတီကလှုပ်ဆောင်နေကြတာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာပါရှိပါတယ်။မြန်မာကစောင့်ရေး Agency IEA ရဲ့စီးရင်နေရကမ္ဘာမြေရှားတူဖော်မှုမှာမြန်မာနိုင်ငံကအဓိကပါဝင်သူဖြစ်ဆက်ရှိနေပါတယ်။2024ခုနှစ်ကမ္ဘာမြေရှားထုတ်လွှင့်မှုမှာရုပ်နိုင်ငံက61ရာခိုင်နှုန်းရှိပြီးတော့ မြန်မာနိုင်ငံက16ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာရှိနေပါတယ်2025ခုနှစ်6လတာတွင်မြန်မာဘက်ကနေတရုတ်ကိုမြေရှားတင်ပို့မှုရောကြခဲ့ပေမဲ့အင်ဂျင်စိတ်ချရတဲ့မြေရှားထောက်ပံ့ရေးကွင်းစက်ကိုတရုတ်နိုင်ငံကရှာဖွေနေလို့မြန်မာနိုင်ငံမြေရှားတိပေါ်မှုပုံများနိုင်နေတယ်လို့လည်း SP မြန်မာကတော့ခန့်မှန်းထားပါတယ်လက်ရှိမှာလည်းကချင်ပြည်နယ်သမကရမ်းပြည်နယ်ရှေ့ပိုင်းဒီမှာမှာတူးပေါ်မှုတွေတိုးချဲ့လာကြပြီးတော့ UWSA ထိန်းချုပ်ဒေတာမိုင်းယုံမိုင်းပေါင်းနဲ့ NND ထိန်းချုပ်ဒေတာမိုင်းယုံမြို့နယ်တွေမှာအခုနှစ်စံပိုင်းမှာမြေရှားလုတ်ကွက်20ထက်မနည်းတိုးလာတယ်လို့လည်း စွင့်ခန်းစာမှာဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ China နိုင်ငံတောင်ပိုင်းမှာအစိုးရစိုးရိမ်ကြီးမှုနဲ့ကြုံတွေ့နေရလို့လူပေါင်း၃၀ကျော်သေဆုံးခဲ့ရပြီးလူပေါင်း၃၀၀ကျော်ရေပင်းတင်နေရမြန်မာလူသားတွေလည်းပါဝင်နေရလို့သိရပါတယ် ိုင်းနိုင်ငံတောင်ပိုင်းကခရိုင်ကိုကုမှာအဆိုးဝါးဆုံးရည်ကြီးမှုနဲ့ကြုံတွေ့နေရလို့လူပေါင်း20နီးပါးတည်ဆုံးခဲ့ရပြီးလူပေါင်း33000နီးပါးရေဘေးသင့်တဲ့အထက်မှာမြန်မာရွှေပြောင်းလူသားတွေလည်းပါဝင်နေပါတယ်။ပါတော့ကအားရမျိုးကူပါမှာကြောက်လို့နော်ရေတောင်ဝင်မျိုးကူပါမှာကြောက်လို့နော်လောလောလောဆဲုံတော့ဘလောက်ပါမောင်ကြီးလို့ဆဲုံတော့ဘလောက်ဆဲုံတော့ဘလောက်အိုင်မာမျိုးပြေတော့မှာကြောက်လို့နော်ဆဲုံတော့ဘလောက် ီကဒါရီဒိုးတဲ့နေတာဘောလုံးအစဲလဲနေတာကြတော့ဆက်တဲ့တော့တော့လာပါမယ်လေလာပါတယ်တကယ်ရဲ့ဒီဒါရီကိုမြုပ်လာပြီဆိုခိုင်လို့မစောင့်နေရတဲ့တော့ဘာဖြစ်လို့လဲဟိုင်မြုပ်လို့မြုပ်ပြီးတော့မှစောင့်လို့ပြေးတာတော့ခိုင်မြုပ်မှအဲ့လိုပဲသူတို့ကအာနင်းနေနင်းနေဆိုတော့ဒိုင်စောက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 ်နေရေတက်လာတဲ့ညာတွေ့မြင်မဲ့အပမရှိတော့ဘူးအဲ့တော့အခေါ်ပေါ်တက်နေကြတာအဲ့လိုပြေးတော့တာမို့တော့ကောမဆောင်နေနဲ့အဲ့လိုပြင်းမှကြောက်လို့ဒီနေ့ပါဆိုတရားကိုချိုးလာပြီးတော့ထွက်တယ်ခွဲပြီးတော့တိုက်ဖို့တော့ ဆက်ရုံထွေးပြင်းဒီဖက်ရှင်မထွေးပြင်းရတဲ့နော်ဒီဖက်ရှင်ထွေးပြင်းဒီရေကြီးမှုဟာနှစ်ပေါင်း900အတွင်းဆန်ကျင်တင်ရေကြီးမှုဖြစ်သလိုရေဟာရှစ်ပေကျော်ထိရှိနေပြီးဒူနေအဆောက်အုံတွေဈေးနဲ့အစိုးရရုံးတွေပါအလုံးရေနှင်းမြုပ်ခဲ့တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြပါဗျ။ရေကြီးမှုဒဏ်ကိုဟိုင်ယန်မြို့ကအဆိုးအဝါဆုံးခံစားနေရပြီး ဒီမျိုးရဲ့စက်မှုဆောင်ကဆက်ယုံတွေမှာမြန်မာရွှေပြောင်းလုပ်သားအများအများလှုပ်လှုပ်ကြင်နေကြတာလည်းဖြစ်ပါတယ်ဒီပိုင်းဖြစ်ပေါ်နေတဲ့မုံတိုင်းတွေရဲ့နောက်ဆက်တွဲအဖြစ်ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာရေကြီးရေချမ်းမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာပါ တော့ TGP ရဲ့ကာကွယ်အောက်ကနိုင်ငံတကာရဲ့စပွဲမှုနဲ့ online ဝင်နေလမ်းမှုတွေကိုနှိမ့်နေနိုင်ဖို့နိုင်ငံတကာကို KNU ကအကူအညီတောင်းခဲ့တဲ့သတင်းဖြစ်ပါတယ်။ကရင်မျိုးသားစည်းရုံး KNU ဝင်စီးမိထားတဲ့ TGP ရဲ့ကာကွယ်အောက်မှာလည်းပတ်နေတဲ့ flu မင်းလက်ပံဒေတာကနိုင်ငံတကာရာဇဝတ်မှုနဲ့ online ဝင်နေလမ်းမှုကြားဖြတ်လုပ်ငန်းတွေကိုစနေနေ့အတွက်နိုင်ငံတကာကနေအလေးအနက်နဲ့မြန်မာဆန်ဆန်ပူးပေါင်းပုံဝင်ပြဖို့ခင်းညူကနိုဝင်ဘာလ25ရက်နေ့ကထုတ်ပြန်တောင်းဆိုထားပါတယ်။စာမျက်နှာလေးမျက်နှာပါ အဲ့ဒီထုတ်ပြန်ခြင်းနဲ့အတူ DGB ထိချုပ်ထားရစကန်တွင်းကကြားဖြတ်လုပ်ငန်းဆိုင်ရာတက်သိမှတ်တမ်းရပ်ပုံ16ပုံကိုလည်းဖော်ပြထားတာကိုတွေ့ရှိရပါတယ်။ဖြစ်စဉ်ကတော့မြရီတောင်ဘက်ဖလူးမင်းလက်ပံဒေသမှာ KNU က DGB ကိုတိုက်ခိုက်ရင်ရှင်းလင်းရမှာ DGB အနည်းဆုံး230လက်နက်ချပြီးတော့ online ငွေလုပ်ငန်းကြားဖြတ်လုပ်ဆောင်နေတဲ့ခြံဝင်းတစ်ခုကိုတွေ့ရှိခဲ့ကြောင်းနဲ့ခြံဝင်းတွင်းမှာပြင်မိနေတဲ့ထိုင်းနိုင်ငံသားတွေအပေါင်းလူ2000ခန့်ရှိမဲ့နိုင်ငံသားတွေကိုတွေ့ရှိခဲ့ရတယ်လို့လဲဆိုပါတယ်။အဲ့ဒီပြင်မိနေတဲ့လူတွေနဲ့ ခြံလူမြေပြင်ဖွဲ့တို့အတွက်အသက်အန္တရာယ်ဆွေးနွေးမှုတွေတိုးပွားလာနေတဲ့အတွက်နိုင်ငံတကာကနေမြန်မြန်ဆန်ဆန်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ KNU ကအလေးနဲ့တိုက်တွန်းတောင်းဆိုရဖြစ်ကြောင်းဖော်ပြထားပါတယ်။ American ဆွေးကမြန်မာနိုင်ငံက DKBA ခေါင်းဆောင်လေးဦးကိုကြားဖြတ်နေပတ်သက်ပြီးမြန်မာနိုင်ငံစနစ်ရနေ့ကနိုင်ငံပိတ်ဆို့မှုချမှတ်ခဲ့တယ်လို့ DKBA ဒေသအပါအဝင်လာအိုကမ်ဘောဒီးယားနိုင်ငံတို့ကကြားဖြတ်နေကိုနေနေမှု Scan Center Strike Force ကြားဖြတ်တိုက်ဖြတ်ရေးအဖွဲ့ကိုလည်းဖွဲ့စည်းထားပါတယ်ခင်ဗျာ။ အခုတင်ဆက်ပြီးခဲ့တဲ့သတင်းတွေကတော့ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာဖြစ်ပွားခဲ့တဲ့မှတ်တင်တဲ့သတင်းတွေပဲဖြစ်ပါတယ်။နောက်တစ်ပတ်ညီမဆွေတို့ချင်းတင်းတင်းညီညာရှင်းနာရီတိုင်းမှာ BEV ရဲ့ YouTube, Facebook, Telegram နဲ့တူတူ channel တွေမှာအသက်တင်ဆက်ပြီးမှဖြစ်လို့ဆက်လို့ကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ကျွန်မကတော့အင်ညာမှုဖြစ်ပါ။